ဝင်သွားပါလိမ့်ဘိုးတော်ရဲ့လက်ဆွဲလာသာလူမိုက်ကန္နမာဆောင်းဝင်ကတော့ဘိုးတော်ရဲ့မလန့်မကန်းကားတွေတရှိတလက်လွယ်ပြီးပါလာပါလိမ့်ကံကရားနေတဲ့ကြီးမြင့်နိုင်ဆက်ဆန်းတဲ့ကပြည်စာတွေရှိတဲ့ဂိုဒေါင်တွေရှိမှာဘိုးတော်ရက်ပြီးကံကရားကိုမေးပါလိမ့်ကံကရားရှိနေတဲ့ဂိုဒေါင်အပြင်ကနေဖိုးတုတ်စိန်ခေါ်ထုတ်ပါတော့တယ်ဂိုဒေါင်ကမောင်မဲနေတဲ့အတွက်ခေါ်ထုတ်ရခြင်းမှာကန္နမာဆောင်းဝင်ကလည်းဖိုးတုတ်ဘေးမှာရက်နေပါလိမ့်ရုတ်တရက်ဂိုဒေါင်အမောင်ထဲကနေတစုံတယောက်ပြေးထွက်လာတာနဲ့ဘိုးတော်ကခံကြရမှန်းနဲ့နှစ်ချက်တိတိပိုင်းချလိုက်ပါတယ် နောက်ထပ်တစ်ယောက်ထပ်ထွက်လာမှဂန္ဓမာဆောင်းဝင်ကထပ်ပြီးပိုင်းချလိုက်ပါတယ်။နှစ်ယောက်စလုံးညီးတန်တဲ့တဲ့ကြားပြီးအသက်ထွက်သွားတော့မှနောက်ကပါလာတဲ့ဖိုးတုပ်တပည့်တွေကအလောင်းဖြောက်ဖို့ရောက်လာကြပါတော့တယ်။ဓမ္မီချင်းလင်းအောင်အောင်မှကြည့်တော့မှဖိုးတုပ်ပိုင်းချလိုက်တာကလမာလေးတစ်ယောက်ပါ။ဆောင်းဝင်လက်ချက်မိသွားတာကမှဂန်ကရားပါ။တပည့်တွေပြောတော့မှကြည်မြင်နိုင်ကန်းသားမှဂျင်းလယ်နေတဲ့ရှာမီတာဆိုတဲ့ပြည်စာမာလေးတစ်ယောက်မှဖိုးတုပ်တိလိုက်ရပါတော့တယ်။အသင်ပါလာတဲ့ဂုံကြီးထဲအလောင်းနေတဲ့သူမော်တော်ကားအင်ဂျင်နှုန်းအစုပ်ကြီးတစ်ခုကိုထည့်ပြီး ဖိုးတုတ်တပည့်တွေကရန်ကုန်မြစ်ထဲကိုပြေးချလိုက်ပါတော့တယ်။အဲ့ဒီရှာမီတာဖိုးတုတ်ကိုနောက်ဆုံးထွက်သက်သည့်ဒုက္ခလိုက်ပြီးခဲ့မယ်မှန်ဖိုးတုတ်သိခဲ့လျင်ဖြင့်အမီဖိုးတုတ်မိဘမီဦးဆန်ငိန်ဒေါ်ချစ်ပုမွေးတက်ကရစ်မြန်မာတက်ကရစ်1250ခုနှစ်မွေးရာဇာတိဟန်တာဝရီဒီစထရိတ်ကမာဆဲကြေးရွာမွေးချင်း9ရောက်ဘိုးဒီအကိုမမကြီးအမမမလေးအမဘာသိန်းညီအလောက်ကိုင်းဦးလေးဖြစ်သူဥပိုးတင်ထံကားစပရာလောက်ခဲ့ဘူးအငိမ့်ကားမောင်းလောက်ခဲ့ဘူး ဘဏ်ကတွင်ဌာနကိုဦးဆန်ထိုးရင် လာသာလန်ဌာနကိုမစ္စတာဘော်ဘရီတို့မှ ဖိုးတုပ်ဤကိုရေးမှတ်တမ်းအားစစ်ဆေးနေခြင်းဖြစ်ပါတယ်။ဖိုးတုပ်အချုပ်ထဲရောက်ပါပြီ။အမှုက လူသတ်မှုတေဆုံးသူကဖိုးတုပ်နေအရင်းအီးဆုံးပလိတ်အင်စပက်တာဦးဟုတ်ကွန်း။အရိညာကလမ်းမတော်ဖိုးတုပ်ကန္နာလိုင်းအုံးဖီထွန်းတင်တို့လမ်းမတော်အရက်ဆိုင်တွင်ဇမင်းသားရွှေကြီးညုံနှင့်ချိန်ထားသဖြင့်အရက်ထိုင်တောက်နေကြပါတယ်။အချိန်တန်လုံးရွှေကြီးညိုကရောက်မလာတဲ့အခါအနာအငားကားတစီကိုဖိုးတုပ်ကိုယ်တိုင်မောင်းပြီးရွှေကြီးညိုအိမ်ကိုလိုက်သွားကြပါတယ် မြင်းဒီကုန်းရောက်မှာ plate inspector ဦးဥက္ကွမ်းကိုတွေ့တာနဲ့အတူတူအရက်တောက်ခဲ့ကြပါတယ်။နောက်တော့လမ်းမတော်ဖိုးတော်တို့၃ယောက်နဲ့ဦးဥက္ကွမ်းတို့ကားဖြင့်မြို့ပတ်ကြ။ရွှေကုန်းတိုင်းလမ်းနာအရောက်မှာဦးဥက္ကွမ်းကအိုးဖေနဲ့ထုံးတင်တို့ဘာလန်လူရမို့တခုမှပါသည်ဆွဆွဲရကစကားများပါတော့တယ်။ဦးဥက္ကွမ်းကအိုးဖေကိုဆဲဆိုတဲ့အခါအိုးဖေကရင်ဝါကိုဓာတ်နဲ့ထိုးဆိုင်ပလိုက်ပါတယ်။ကားမောင်းနေလမ်းမတော်ဖိုးတော်ကဓာတ်ပြီးမဲ့လဲနောက်ကျသွားပါပြီ။ဓာတ်နဲ့ဖိုးတော်လည်းသွေးထွက်လုံပြီးတော့ဇန်းငင်ဇန်းငင်ဝေနာခန်းစားနေတဲ့ဦးဥက္ကွမ်းကိုကားပေါ်ကနေဆွဲချပြီးတော့နီနာလန်ချားအပြက်တစ်စီးမှဝင်ရိုးကိုယူပြီးတော့ အဆုံးစီရင်လိုက်ပါတော့တယ်ထိုကိကရွှေကုန်တိုင်းကလူနေအိမ်ကြီးတိတ်မရှိသေးဦးအောင်ကအလောင်းကိုခြံထဲပြစ်ထားခဲ့လိုက်သည်လမ်းမတော်ဖိုးတုပ်အုံးဖင်နေထွန်းတင်တို့အဖမ်းခံရသည်လမ်းမတော်ဖိုးတုပ်ကရှင်းနေဦးကျော်ဆန်းကိုငားရမ်းထားခဲ့ပါတယ်တရားခွင်မှာအုံးဖေဟာဖြောင်းချက်ပြီးတော်လဲမျက်မြင်တတ်တယ်မရှိဟုသောအကြောင်းပြချက်ဖြင့်ဖိုးတုပ်တို့အုပ်စုတရားသေးလွတ်ခဲ့သည်ဖိုးတုပ်ကိစ္စနှင့်ပတ်သက်ပြီးပလေလောကနှင့်တရားစီရင်လောကကြားပြဿနာများဖြစ်ပွားခဲ့ပါတယ်ပြရွေးနေသောတရားစီရင်စနစ်တစ်ခုအကျိုးဆက်ဖြင့် ဖိုးတုံးနှင့်တပည့်များကျိုးတံမှလွတ်သွားကြပြန်သည်။ငွေများအမှုနိုင်ခက်ပြက်ကြီးတဲ့ဥဩကွမ်းဆိုသောပလိယာရှိတူတို့အမှန်တရားသည်နေရာမရနိုင်ခဲ့ရှာပြီ။ဥဩကွမ်းကိစ္စပြီးကြတဲ့ကလမ်းမတော်ဖိုးတုံးလူမိုက်ဘဝကိုစိတ်ကုံခဲ့ပါလေ။မိတ်ဆွေရင်းချတယောက်ကိုအရက်ရှိန်တပည့်ဇောများနဲ့တပ်ပစ်ခဲ့မိသည့်အတွက်စိတ်မကောင်းဖြစ်ခဲ့မိပါလေ။ပလိဖွဲ့များကလည်းဖိုးတုံးအမားကိုစောင့်နေကြတော့သည်။ဘာဖြစ်ပေါ့ဖိုးတုံးကဥပဒေစုံမွေးဝန်ထမ်းတွေကိုပါထိခိုက်လာပြီးမဟုတ်ပါလား။လမ်းမတော်ရဲစခန်းကဖိုးတုံးကိုရာဇဝဲအုပ်ဥပဒေ190ရ ခြေချုပ်ပြလက်မှတ်ထိုးစေသည်အိုင်နောက်တော့လမ်းမတော်ဖိုးတုတ်တည့်ရသောဘုံကြီးကြောင်တွင်သင်္ကန်းစီးပြီးလူမိုက်လောကကိုခိတအဆက်အသွယ်ဖျက်ခဲ့လေတော့သည်